ဒီကနေ့မကြီးပြန်အင်ရွာကကိုမြသွေးရဲ့ဇာဗနာမြေချတချူမဲ့နေပဲဖြစ်တယ်။ကိုမြသွေးကတော့လွန်ခဲ့တဲ့၃ရက်ခန့်ကပိုးထီ၍ဆုံးမသွားတာပဲဖြစ်တယ်။ကိုမြသွေးဆုံးတော့ဇနီးဖြစ်သူမက်တီဝင်းမှာသားသမီး၃ယောက်နဲ့ကျန်ခဲ့တယ်။အော်ကန်ကြမဆူရာကလည်းအခက်သားပဲလား။မြေနဲ့ရံလှန်ဆိုင်တယ်လို့ မရှိရှာလို့ငါးဖားလေးတွေရှာကြံစားရတဲ့ဘဝမှာ တနေ့ကမိုးတွေတက်ထန်နေတဲ့လမ်းမိုက်ရတရမှာကုမြသွေးခရီးတော်ချောင်းနှပေးမှာထောင်ထားတဲ့မြို့ကိုသွားဖို့အတော့ဘူးထီခဲ့တာပါဒါစောမယားစောနဲ့အိမ်ရောက်အောင်လို့အတင်းပြန်လာခဲ့တဲ့ကုမြသွေးအိမ်ရှိလဲရောက်ရောမိတရင်ဟေးမိတနှခေါနာခေါ်လိုက်နိုင်တယ်အင်္ဂလိပ်ရှိမှဟတ်ထိုးလဲတေဝဲဝင်ခဲ့ရတယ်အလိုကုမြသွေးအတန်နဲ့တူးလိုက်တာ မိခွေလေးထုံးရင်လည်းအိမ်ရှိကိုဆင်းလာတော့မိုးရီထဲမှာလဲကြတည်ဆုံနေတဲ့ကိုမြတ်သွေးကိုတွေ့လိုက်ရတယ်။အမလီအမလီလုံးကြပါအောင်တော့ဒီမှာကိုမြတ်သွေးဘာဖြစ်လဲမသိပါဘူးတော့လာကြပါဦး။ အနည်းပါးမှဝင်းကျင်နေများရောက်လာပြီးကိုမြတ်သိအသက်ကမရှိတော့ပါဒီတော့လဲအတုပတ်အတွက်ပြင်ဆင်စရာလှုပ်ဆရာရှိတာတွေကိုလည်းလုပ်ရတယ်ကိစ္စတွေအလုံးကိုတော့မကြီးပင်အန်ရွာကကာလာတန်းကောင်းဆောင်ထုံးမောင်ကဥဆောင်နေခုံကြီးကိစ္စကိုတော့ကျုပ်တို့ရွာကလေးထိတ်ကရွာဦးကျောင်းဆရာတော်ဦးတော်ပိတာကတာဝန်ယူတယ်ကျုပ်တို့မကြီးပင်အန်ရွာကလေးမှာအတုပတ်ကိစ္စပေါ်လာပြီးဆိုရင်တော့ဒဇပြင်တုတ်တန်ကနေဟိုးရွာအစွန်ကလေးမှာရှိတဲ့ခရယာပင်ကုန်းဆိုတဲ့တုတ်တန်လေးမှာစပြုလုပ်တယ် အခုလဲရတလေးရွာလေးထုံးစံတွေရှိတဲ့အတိုင်းမြသွေးရဲ့စာပနာကိုမိုးလဲတနာရီလောက်မှရွာသူရွာသားများနဲ့ခရပင်ကုန်းတုတ်တန်လေးကိုပို့ဆောင်တကြူကြမယ်ကြေးလက်ရွာဆိုတော့ကလည်းတိတယ်မဟုတ်လားတူဦးဒုက္ခရောက်ပြီဆိုရင်တော့မခေါ်လိုက်နဲ့ကုညီမဲ့သူတွေကလည်းဝိုင်းဝန်းသူတွေမှတအုံတမအေးမြသွေးရဲ့ကုတူပဲဆိုရမယ်ဒီနေ့အတုပဲချမဲ့ရက်မှမိုးလေဝသကလည်းကြည်လင်နေတာ ၆၆သူသူလေးရှိတယ်။သူတနိုင်ကိုတနိုင်နဲ့မတင်ငွေတွေကလည်းမနှဲတော့ဘူး။သူကိစ္စပြီးရင်တော့မှသူ့မိသားစုအတွက်အ ਨੇ အချင်းဆိုသလိုကြံနေခဲ့မယ်။အေးလူတယောက်အတွက်နာရီကလည်းအရေးကြီးသလိုတေးရီကလည်းအရေးကြီးတယ်။ဒါကြောင့်တော့ရဲ့မှာမှတ်လို့ဇေယိကသာဆိုတာမြို့မှာဆိုရင်တော့ရွာလည်းပြီ။ဒလုံးနဲ့တနိုင်သာသာမှာ ညာသွေးရအတုဘက်ကိုမြေချဖို့ရွာသားတွေတဲဆောင်လာတဲ့ခရာပင်ကုန်းတုတ်တန်ကိုသွားကြတယ်။သူ့ရောက်တဲ့ရှိတဲ့နှုံးကပုံရိပ်တူကိုလည်းပြောပြောပြီးငိုနေရှာတာ။မတ်တင်ဝင်းရဲ့အဖြစ်ကိုလည်းကြည့်ပြီးအတုဘက်လိုက်ဖို့တဲ့သူတွေကလည်းမျက်ရည်မစဲနိုင်ကြဘူး။ဒါလို့နဲ့ခရာပင်ကုန်းတုတ်တန်လေးကိုရောက်တော့တုတ်တန်လေးထဲမှာရှိတဲ့ဇရက်ကလေးထဲမှာညာသွေးကိုတရဏဂုံတင်လူကြီးတွေကတရားနာနေတော့အတုဘက်လိုက်ဖို့တဲ့လူတွေထဲမှာမကြီးပင်အန်ရွာကအစအနောက်တန်းနဲ့လှခင်ပေတိုးထွန်းကျော်အောင်မောင်းညစီဆိုတဲ့ကာလာသားတက်တိုင်လေးပါတယ်။ တုတ်တန်လေးတဲ့ဟိုနာဒီနာသွားရင်လှခင်ကမိန်ကလေးတယောက်ရဲ့ဓာတ်ပုံတစ်ပုံကိုကောက်ရလာလေတော့တယ်အဲ့ဒီဓာတ်ပုံလေးကမကြခင်ရပိုင်းလောက်ကမှတေဆုံးလို့လာတဲ့ဂျူထားတဲ့တေဆုံးသူတို့ဦးရဲ့ဓာတ်ပုံလေးမိန်ကလေးရဲ့ဓာတ်ပုံလေးကလည်းအယမ်းချော့တယ်ဟာဟေ့ကောင်လေးဓမ္မကြီးတဲ့ကွာချော့လိုက်တဲ့မိန်ကလေးကွာနှမျောစရာကြီးကွာလှခင်ကဓာတ်ပုံလေးကိုကြည့်ပြီးပြောတော့အောင်မောင်းကလှခင်ပေးပေးဒါငါရည်စားကွာငါမှရည်စားမရှိတာနဲ့အတော်ပဲကွာ ဓားပုံလေးကအောင်မောင်းရဲ့လက်ထဲကိုရောက်သွားပြန်တော့တယ်။တပံအောင်မောင်းလက်ထဲကနေကြော်ထုံးပေတူညက်စီတို့လက်ထဲကိုသူကယူသွားလိုက်ငါကယူသွားလိုက်နဲ့ဒါကမိန်မကွာဒီလိုချောချောမောမောလေးရရင်တိတ်ကောင်းမှာကွာထုံးကြော်အပြောဆုံးမှာတော့ပေတူကလည်းဟဲ့ကောင်ထုံးကြော်မင်းပြောတာမှားတယ်အဲ့ဒါငါ့ဤစားငါ့ဖေကပေးစားဖို့သဘောတူထားတာထွာကညက်စီမှာလည်းဟဲ့ကောင်နေမင်းတို့ပြောတာလည်းတရားမှမမှန်ဘူးသူ့အဖေမေဒီကငါနဲ့မပေးစားလို့စိတ်ညစ်ပြီးတော့အစိတ်တောက်ပြီးတေသွားတာကွာ မျက်စိရဲ့စကားဆုံးတော့ဟဲ့ကောင်နေပေးပေးဒါငါချက်ချဲကွာငါအင်ခေါ်သွားရမယ် အဲ့နောက်မှာတော့တုတ်တန်လေးမှကောက်ရတဲ့အမျိုးမိမသည့်ချုံမောလှပတဲ့မိန်းကလေးတစ်ခုရဲ့ဓာတ်ပုံလေးတစ်ပုံကတော့လှခင်ရဲ့အိတ်ကက်ထဲမှာပါသွားလေရင်ညာသွေးရဲ့ဇာပနာမြေချပြီးအသည်သည်မကြီးပင်ရန်ရွာကလေးတို့ပြန်လာခဲ့လေတော့တယ်။နေကင်းကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကိုလူကြီးများတဦးတယောက်မှမသိပြီးလှခင်တို့လူငယ်တအုပ်စုတန်းသိခဲ့တယ်။အိမ်ပြန်ရောက်တော့ညာသွေးရဲ့အာသူပတ်အင်္ဂလိပ်ကတော့လောက်ကင်စရာလေးတွေများကိုလောက်ကင်ရင်ညဘက်တွေလည်းအိမ်သားများကိုအဖော်အဖြစ်ရဲ့လေသည့်အထိလှခင်တို့ကာလာသားတစုကအင်ဆောင်ရလေတော့တယ်။ ရွာမြောက်ဘက်ရွာဦးကျောင်းမှကလရက်ခောက်တန်ဆက်နှစ်ချက်ကြားလိုက်ရလေတော့တယ်မြာသွေးတို့အင်္ဂလိပ်ပေါ်တွင်စကားပြောသူပြောကစားနေသူကကစားတချို့အရက်သူများကလည်းအင်္ဂလိပ်ရှိမှရည်နှီးကိုကြိုနေကြတယ်ဟုတ်ဟုတ်ဟုတ်ထွက်ချင်းနေခွေးနေကြီးတကောင်ရဲ့ဝလုံးထိုးအော်တယ်များအဆက်မပြတ်ပေါ်ထွက်လာလေတော့တယ်မကြမီရွာမြောက်ဘက်မှခွေးများရဲ့ဦးတယ်များကလည်းဆက်ခါဆက်ခါပေါ်လာပြန်လေတော့တယ်အင်ရှိတင်ရည်နှီးကိုကြိုနေတဲ့ဖိုးလေးတာခင်နှင့်ရွာသားသုံးကအင်ရှိတက်တယ်မှလာ၍ဟောင်းသောခွေးနေကြီးတကောင်ကိုဟာ ဒီခွေးကလည်းဟောင်းလိုက်တာတွတ်တွတ်အနည်းအပါးကခဲတလုံးပြေပေါက်ခါမောင်းထုတ်လိုက်ရမှခွေးနဲ့ကြီးကလည်းထွက်ပြေးသွားလေတော့တယ်။မြာသွေးရဲ့အင်္ဂလိပ်ပေါ်မှာတော့ကစားဝိုင်းကလေးသုံးခုသာရှိတယ်။လှခင်တို့လူငယ်တစုကစားနေသောဝိုင်းမှစတင်ကအော်မလီပြောအလုပ်ကြပုံလုပ်ကြပုံဗျာအောင်းလို့အောင်းလို့အောင်းလို့ပါလှခင်တယောက်ကောက်ခံငင်ကားနဲ့အော်ရင်းနဲ့လူလှိမ့်နေလေတော့တယ်။ဟဲ့ဟဲ့ထားမိတို့မဲကျွေးတို့လာကြစမ်းအိမ်ထဲကနေပြုတ်စီဘူးယူလာခဲ့စမ်းအဖွားတူရဲ့အသံအပလီမခံနိုင်တော့ဘူး တေတော့ပဲဗျာတေတော့ပဲဆေးရုံကိုပို့ပေးပါဆေးရုံကိုပို့ပေးပါအာမခံစားနိုင်တော့ဗျာလက်ခင်ညီညူအတဲ့များကအစမပြတ်ထွက်ပေါ်လာလေတော့တယ်မကြခင်ထုံးကျော်ပေတူညက်စီအောင်မောင်းတို့လည်းတယောက်ပြီးတယောက်လူလိမ်អော်ကြတော့တယ်ဟဲ့ဘာတွေဖြစ်ကြတာလဲအမလီအောင်လို့ပါဗျာတေးရတော့ပါမယ်တေးရတော့ပါမယ်ဆေးရုံလိုက်ဖို့ပါဗျာအောင်လို့တေးရပါတော့မယ်ဟဲ့ဒီကလေးတွေဘာတွေစားမိကြတာလဲမသိဘူးအောင်သူကအောင်အော့သူကအော့တချို့ကလည်းဝမ်းနေသွားနဲ့ကဲကဲ ီကတိုင်းကြည့်နေလို့မဖြစ်ဘူး။တိန်းဆောင်မင်းရဲ့လဲကိုသွားပြင်စေယုံကိုသွားရမယ်။ဖိုးလေးတာကဲစကားဆုံးတော့တိန်းဆောင်ကလည်းလဲကိုအမြန်သွား၍တက်ခါမြို့နယ်စေယုံကလေးရှိရာတမိုင်သာသာခီတို့ရွာသားကြီးများနဲ့သွားရောက်နေတော့တယ်။စေယုံကိုရောက်၍ဆရာဝန်များယောဂရှာဖွေစမ်းသတ်တဲ့အခါမှာတော့ထူးထူးခြားခြားဟူ၍မတွေ့ရ ဟဲ့မဲခင်ဒီကလေးတွေအဖြစ်ကရိုးမှရိုးရလားမသိဘူးအကြီးလေးများညို့ရင်ကောက်ချက်ချတဲ့စကားနောက်ဆုံးတော့လဲစေးုံမှတရက်ခန့်နေခဲ့ကြပြီးတော့ဆင်းလာကြတော့တယ်ထွက်ကဖြစ်ပြခဲ့တော့တဲ့င်းမှာလဲမကြီးပင်ရွာအိမ်ကလေးတဲ့သူနောက်တနေ့တွင်တဟုန်ထူပြက်နေသွားလေတော့တယ်ဟဲ့ရကမြာသူရဲ့အိမ်မှာလခင်တော်အုံစုအောင့်သူကအောင့်အန်သူကအန်နဲ့တချို့လဲဝမ်းနေလျှောလို့ညာရင်းချင်းမျိုးစေးုံကိုသွားရတယ်တဲ့ညာကလည်း၁၂နှစ်ကြီးကျော်လောက်မှာ ရွာမြောက်ပိုင်းခရယာပင်တုတ်တယ်ဘက်ကနေခွေးကြီးတကောင်ရောက်လာပြီးတော့ရွာသွေးတို့အိမ်ရှိမှာဆိုးဆိုးဝါးဝါးကိုထိုးဟောင်းတာဟေးဟိုနာတို့တို့ဒီနာတို့တို့ဟိုမာလဲဒီအကြောင်းဒီမာလဲဒီအကြောင်းနဲ့မြာသွေးတို့အိမ်ကညကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကလူတိုင်းပဲဆက်ပြားဆိုသလိုရှိနေကြတော့တယ်။ကာယကံရှင်များဖြစ်ခဲ့ကြသည့်လှခင်ထွန်းကျော်ညက်စီပေတိုအောင်မောင်းတို့ကတဦးမျက်နာတဦးကြည့်ပြီးတော့ကြောချမ်းစရာဖြစ်လာတော့တယ်။ကာယကံရှင်ရဲ့မိဘများကလည်းထိုသတင်းကိုကြားသလိုတော့တယ်။ဟဲ့တာမင်းတို့ဟိုတနေ့ကမြာသွေးရဲ့ဇာပနာကိုတုတ်တန်ပိုးရင်းနဲ့ဘာဒီအပြောင်ပြက်လို က်ခဲ့ကြသေးတော့ဘာ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 မှမလုပ်ပါဘူးအမေထုံးကျော်ရဲ့အမေကမေးတော့စွန့်ရွံထိတ်လန့်တဲ့အမူအရာဖြင့်ထုံးကျော်တယောက်ဖြေတယ်။အေးမလုပ်ခဲ့ဘူးဆိုရင်လည်းမင်းတို့တငယ်ချင်းတွေဟိုတညာတုန်းကဖြစ်ပုံတွေကအတတော်ကိုထူးဆန်းစရာပဲ။တယောက်တည်းဖြစ်တာလည်းမဟုတ်အကုန်လုံးတပြန်နိုင်သေးဖြစ်တာပြီးတော့ဖြစ်တဲ့ချိန်တွေကလည်းတစ်ချိန်တည်းပဲ။အဲ့နောက်အရာတစ်ခုကိုပြန်လဲစဉ်းစားဟန်ပြီးမှအမေထင်တော့မင်းတို့ဖြစ်ပုံတွေကမယိုးသားဘူးအမားတစ်ခုခုရှိနေပြီထင်တယ်။ထို့နောက်ခင်မျိုးဖြစ်သူလှထုံးဘက်ကိုလှဲကကိုလှထုံးဘာလဲကျမ ချုပ်သားကိုသင်္ကန်းလေးစီးပေးခြင်းနာအဲ့နောက်တော့အချင်းယုံကထိုးနေမှာပဲရွာဦးကျောင်းစီကတော့ ဥတော်ပြည်သားထံတွင်တွန်းကြော်အာမိဘများကတင်ငန်းဝတ်ပေးလိုက်လေတော့တယ်။ဆန်ချတရားနာစတဲ့ကိစ္စတွေကိုမှောင်ဝင်ပြိုးရှိခြင်းမှပြီးသွားလေတော့တယ်။တွန်းကြော်ရဲ့မိသားစုများရွာဦးကျောင်းကလေးမှပြန်သွားကြလေတော့တယ်။တွန်းကြော်လည်းတင်ငန်းစီးပြီးတော့ရဟန်းပြုတ်လိုက်တော့လေမျက်နှာကမရွှေမပြား။ตายาတော့အသွင်လည်းမရှိဒဇဒဇာနဲ့အမောင်တို့ကဖုံးလွှမ်းပြီးအမောင်များသာကြည်င်းနဲ့အရာတခုကိုစိုးရုံထိတ်လန့်နေလေတော့တယ်ညာ၈နာရီခန့်နေတော့ရွာဦးကျောင်းမှာတန်ဃာတော်များအားလုံးဖျားဝတ်တက်ပြီးတော့တရားထိုင်ကညာ၉နာရီခန့်နေတော့အိတ်ဆက် ကြလေတော့တယ်။ဆရာတော်ဦးတော်ပြီးသားနဲ့ဥပစင်းကြီးတို့ကတော့ကျောင်းတော်ဆောင်ကြီးများတွင်အိတ်ကြတော့လဲမနေ့တနေ့ကမှသင်ငန်းစီးတဲ့ကိုရီထွန်းကျော်နဲ့ကျောင်းရှိကိုရီလေးများအချို့ကတော့ကပ္ပီယာကြီးတဦးနဲ့အတူတိမ်တခုထဲမှာအိတ်ဆက်ကြလေတော့တယ်။မောပန်းသွားသည့်တန်းကြောင့်လားမသိ။တမြန်နေ့ကဝမ်းလျှော်၍စေးယုံသူတရက်ခန့်တက်ရတာကတကြောင်တမီတမောအိတ်ပြော၍သွားလေတော့တယ်။ရုတ်တရက်အိမ်မောကြနေရမှာဖြတ်ခနဲ့နိုးသွားလေတော့တယ်။ကျောင်းဆောင်ပေါ်တွင်အုံမောင်းခောက်တန်ဆက်နှက်ချက်ကိုကြားလိုက်ရလေတော့တယ်။မျိုးလုံးများကလည်းပြန်၍အိတ်မပြောထိုအခိုက်မှာကျောင်းကလေးရဲ့မြောက်ဖက်စီမှခွေ ေးကြီးတကောင်ရဲ့ဆွမ်းဆွမ်းကုန်ကိုအော်တယ်ကိုကြားလိုက်ရလေတော့တယ်ခွေးော်တန်နေကမိမိရဲ့အနာကိုနီးကပ်တဲ့နီးကပ်လာလေတော့တယ်တခါတခါမိမိရဲ့မျက်လုံးများကိုပြည့်ပြည့်ကြိုက်တော့မိအလားအသွင်တရံတစုံဖြစ်ဝလုံးထိုးအောင်နေတော့ခွင်းနယ်ကြီးများရဲ့ပုံရိပ်များကိုလည်းထင်းထင်းရှားရှားမြင်နေရပြန်တယ်။မကြမီမိမိရဲ့ဝမ်းပိုင်းမှမယိုးမယွာဖြစ်လာကချက်ချင်းပိုင်းမှထိုးရအောင်လာလေတော့လေ။အမလေးအာအာအမလေးလုံးကြပါဦးဗျာ။ အမလေးတေးရတော့မယ်အလှုပ်ကြပါဦးကဲကြပါဦးဗျာကိုရင်ထိုးကျော်ရဲ့အော်တဲ့ကြောင့်ကပ္ပိယကြီးနဲ့အတူအခြားကိုရင်များလည်းနိုးလာလေတော့တယ်ကိုရင်ကိုရင်ဘာဖြစ်တာလဲကပ္ပိယကြီးရဲ့အမီးအမလေးလှုပ်ကြပါဦးဗျာဘိုင်အောင်လို့ဘိုင်အောင်လို့စိတ်လေးပါလေးတိုက်ပါဦးဗျာဟိုဟိုကိုရင်တမအเจ้าကြီးကိုသွားဆရာတော်ကိုသွားနှုတ်ကြည့်ပြီးရှောက်ထားတယ်မကြခင်ကိုရင်လေးတမကအเจ้าကြီးစီကိုထွက်သွားလေတော့တယ်ခဏကြာတော့တိမ်ကလေးတဲ့ကိုပြန်ရောက်လာတယ်ဆရာတော်ကလည်းကိုရင်ထိုးကင်ကိုเจ้าမတော်သူ့ခေါ်ဆောင်လာလေတော့တယ် ကပ္ပရကြီးနဲ့အတူကိုရင်သုံးလေးပါးခန့်ကကိုရင်ထွန်းကျော်အားထမ်းဖို့ကအကြောင်းပေါ်သို့ခေါ်ဆောင်လာလေတော့တယ်ထွန်းကျော်ကိုသင်္ကန်းဝတ်ပေးသည့်ညမှာတော့ရွာဦးကျောင်းကလေးတဲ့ထွန်းကျော်တယောက်ယနေ့ညထဲမှာဘိုက်တွေကမခံမရက်နိုင်အောင်အောင်း၍ဝမ်းလျှော့ခဲ့လေတော့တယ်နောက်တနေ့တွင်ဒုတိယအကြိမ်ထပ်ပေါ်လာပြန်တော့တယ်မိသားစုများကလည်းစိုးရင်တည်းစိုးရင်လာကြပြီးမေးမြန်းကြလေတော့တယ်လှခင်အာမိသားစုကဟဲ့ကောင်လှခင်မင်းတို့တငယ်ချင်းတစုများသွေးရဲ့အာသုဘချတဲ့နေ့မှာတင်းကြိုက်မှာဘာတွေကိုနောက်ပြောင်ကျေဆက်ကြရလဲမှန်မှန်ဖြေးကြစမ်းချက်ချက်ချက်ကျွန်တော်တို့ အမှန်တိုင်းပြောပါမယ်အဖေကျွန်တော်တို့ကိုမြသူရဲ့အာသုဘက်ကိုလေခရာပင်ကုန်းတင်းကြီးကိုလိုက်ပို့တဲ့နေ့ကတင်းကြီးတနေရာကနေပြီးတော့မိန်းကလေးတယောက်ရဲ့ဓာတ်ပုံလေးတစ်ပုံကိုကောက်ရခဲ့တာဒီမှာပါအဖေအဲ့နောက်မိမိပက်ဆိုင်ရီထဲမှာညှက်ထားတဲ့မိန်းကလေးတယောက်ရဲ့ဓာတ်ပုံကိုထုတ်ပြလိုက်တော့လေဟာမင်းတို့တော်တော်ခက်တဲ့ကောင်ပဲကွာမလုံကောင်းတာတွေကိုလောက်ခဲ့ကြတယ်ကြည်စမ်းကြည်စမ်းကြည်စမ်းတော်သေးတာဗောမသိကောင်းမပြောက်ကောင်းကောင်းလေဒါမျိုးဆိုတာမနောက်ကောင်းဘူးကွာရွာတလေးရွာထုံးစမ်းဆိုတာရှိတယ်ရွာကိုခိုက်တတ်တယ် လူကြီးသူမတွေပြောဆိုဆုံးမတဲ့နေကိုမင်းတို့မကြားမှုကြောက်လားလှခင်တယောက်လည်းတူဝင်နေတော့တယ်မိမိပြုတ်လောက်ခဲ့တဲ့အမားတစ်ခုအတွက်စိုးရိမ်ခြင်းကြောက်ရွံ့ခြင်းလေးနဲ့ထိတ်လန့်နေတော့တယ်အဲ့ဓာတ်ပုံလေးရဲ့ပိုင်ရှင်အမျိုးသမီးကတိတ်ကိုချောတော့ကျွန်တော်တို့တငယ်ချင်းတွေလည်းဓာတ်ပုံကိုတူယူလိုက်ငါယူလိုက်နဲ့တယောက်တစ်ပေါက်တွေသားပြောများပြောစုံနေပါပဲရှောက်ပြောမိတာပါအဖေအေးကြော်မကောင်းကြားမကောင်းတရွာလုံးတရက်ကလုံးလည်းအော့အော်တောင်းနေနေဖြစ်လို့ မဖြစ်ဘူးမဖြစ်ဘူးဒီအတိုင်းဆိုရင်တော့မတွေ့ရစရာဆိုးကျိုးတွေတစင်ပြီးတစင်ဖြစ်လာနိုင်တယ်ရွာတကြီးနဲ့တိုင်ပင်ပြီးတော့ဒီတဲ့ဘုံကိုလည်းတုတ်တမ်းမှပြန်ထားရမယ်။စော်ကားမော်ကတားပြောများပြောပြောမိတဲ့ဝိညာဉ်ပိုင်ရှင်မိန်းကလေးကိုလည်းမင်းတို့တောင်းပန်ရမယ်။ထိုးနေညမှာလှခင်တယောက်တော့ဘာမှမဖြစ်တော့လဲ။အောင်မောင်းတယောက်မှာတော့ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မက်လေတော့တယ်။ညာ၁၂နာရီခန့်နေတော့မိမိတို့နေထိုင်ရာအင်္ဂလိပ်စီကိုအရက်မြင့်မြင့်ထောင်ထောင်မောင်းမောင်းနဲ့လူတယောက်ကရောက်လာနေတော့တယ်။အောင်မောင်းဒီအိမ်မှာအောင်မောင်းဆိုတာရှိသလား။ အဲ့လိုမျိုးတော့အဲ့ဒီခါမှာအောင်မောင်းကအိမ်တကားဘဝကနေပြီးတော့ထွက်လာပြီးတော့အိမ်ရှိလမ်းမကြီးကို ကြည့်လိုက်တယ်လူတယောက်နဲ့ခွေးတကောင်ကအိမ်ရှိမှာရရင်နဲ့ဟဲ့ကောင်အောင်မောင်းဆိုတာမင်းကဟုတ်ပါတယ်ကျွန်တော်အောင်မောင်းပါမင်း၃လရက်ခန့်မှာခရယာပင်ကုန်းတုံတန်ကမင်းကလေးတယောက်ရဲ့ဓာတ်ပုံကိုယူပြီးတော့ตาပြောများပြောပြောခဲ့တဲ့သူတွေထဲမှာမင်းရောပါတယ်မဟုတ်လားချက်ချက်ချက်ကျွန်တော်မပါပါဘူးခမညာဟေ့ကောင်ငါ့ကိုမညာနဲ့မင်းလည်းပါတယ်အေးမင်းတို့ကောင်နေကြက်ကြက်တတိထားမင်းတို့တဲကတယောက်ယောက်ကိုတော့တေအောင်လုပ်မယ် ထို့သောဂျေဝါပြီးနောက်ရွာမြောက်ပိုင်းခရယာပင်တုတ်တန်နာရှိရာသူလှည့်၍ပြန်သွားလေတော့တယ်။အိယာကနေလက်မီနိုးလာတော့အောင်မောင်းတရာမိမိမြင်မဲ့ခဲ့တဲ့အိမ်မက်ကိုတွေးရကြောက်နေမိတော့တယ်။အမေအမေအမေထပါအောင်။ဟဲ့ဘာဖြစ်တာလဲ။ဘိုင်းအောင်ပြန်ပြီလား။ဘိုင်းအောင်လို့မဟုတ်ဘူးအမေ။အမေသားပြောစရာရှိလို့။အမေအိယာမှနိုးလာသေးတယ်။လွန်ခဲ့တော့3-4ရက်ခန့်ကမိမိတို့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်ကိုအဆအဆုံးအမေအားပြောပြလိုက်လို့တော့တယ်။အိုကွယ်မင်းတို့လဲမလောက်ကောင်းမလောက်အပ်တာတွေကိုလောက်ကြတာကိုကြည်စမ်းကြည်စမ်းလူကြီးတွေခုမှသိရတယ်။ အချိန်မီလို့တော်သေးတာပေါ့တခုခုဖြစ်ရင်တော့ရင်ကျိုးရကြည်ရဲ့မဖြစ်ဘူးမဖြစ်ဘူးမနဲ့မိုးလင်းရင်တော့ရွာကလူကြီးတွေနဲ့တိုင်ပင်ပြီးတော့တခုခုလုံမှာကိုဖြစ်မယ် မကြမီသကောင်ကျက်တုံတန်တစ်ခုမှရွာကလေးပေါ်သူပြန့်ကျက်လာလေတော့တယ်။အာယုံဦးရဲ့အစိပ်ပိုင်းတစ်ခုစီတို့ဥတည်လာလေတော့တယ်။ရွာသူရွာသားအလုံးကလည်းအိမ်မောကြရင်နေတိတ်ဆိတ်နေလေတော့တယ်။ဒီနေ့မကြီးပင်ရရွာကလေးစီမှခရပင်ကုန်းတုတ်တန်တို့လူကြီး၃လေးယောက်ခန့်နဲ့အတူကတော်ပွဲလေးတစ်ပွဲကိုယူပြီးတော့လှခင်တို့အုပ်စုသွားရောက်တောင်းပန်ကြလေတော့တယ်။ခရပင်ကုန်းတုတ်တန်လေးတွေရောက်၍ဓာတ်ပုံလေးကိုကောက်ယူရာနေရာလေးကိုရောက်တော့ကတော်ပွဲလေးနဲ့ဓာတ်ပုံလေးကိုထားပြီးတော့ဘိုးလေးတာခင်က ကဲကဲပရလောကမှာမတွေ့မမြင်အပ်တဲ့ဒီဓာတ်ပုံပိုင်ရှင်မင်းကလေးကိုကျုပ်တို့ရွာမိရွာဖားလူကြီးတွေကလေးလေးဆဆနဲ့တောင်းပန်ပါတယ်ကွယ်အမအိမဲလေးတွေကိုခွင့်လွှတ်ပေးပါမတိနားမလဲလို့နောက်ပြောင်ကြည်စဲမိတာတွေအားလုံးကိုလည်းအခုချိန်ကစပြီးခြေခြေနဲ့နဲ့နဲ့ခွင့်လွှတ်ပေးပါနောက်နောက်ကိုလည်းဒီလိုအဖြစ်မျိုးတွေမဖြစ်စေရပါဘူးခြေနဲ့တဲခွင့်လွှတ်တယ်ဆိုရင်လေခြေနဲ့ကြောင့်ခွင့်လွှတ်ကြောင်းကိုလည်းတည်တည်တတ်တာပြပါ ရွာလူကြီးဥဒခင်ထိုးသူပြောသည်နှင့်ချက်ချင်းဆိုသလိုပဲလေးများတဟူးဟူးနှင့်တုတ်တန်လေးတဲ့ရှိတပင်တကိုင်းများကရိမ့်ရွယ်ကတမိနစ်နှစ်မိနစ်ခန့်တိုက်သွားလေတော့တယ်။လှခင်တို့လူစုလည်းရွာလူကြီးများအလုံးကမကြွတ်မလွတ်သည့်ပရာလောကမိမသားအားအမျှသုံးချိန်ပေးဝေကြရင်မိမိတို့ရဲ့မကြီးပြန်ရွာကလေးစီတို့ပြန်လာကြလေတော့တယ်။ထိုနေ့မှစ၍ညစဉ်ည7နာရီထိုးကန်တွင် ခွေးနဲ့ကြီးတကောင်သည်ခရီးပင်ကုန်းတုတ်တန်လေးစီမှ ရောက်ရောက်လာပြီးတော့မကြီးပြန်ရွာလေးစီတို့ထိုးဟောင်နေသည်ဟူသောသတင်းစကားလေးကလည်းဒဇဒဇနဲ့မှိန်ဖြော့လာရင်းနဲ့ဒဇွန်းဒဇမျှမကြရတော့ပါဘူးဇလန်းလေးကဒီမာရင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့ငွေရေးသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ